အခုဆရာတို့ရှင်းမှာဖက်တိုရီယန်ကိုသိရှင်းပါနော်အဲ့ဒါဆရာတို့ဖက်တိုရီယန်ကိုသိရှင်းမှာအဲ့ဒီဘက်3ရဥပမာလေးသူကပြန်ပြောပြအဲ့ဒီဘက်3မှာဆရာတို့ပြောခဲ့တာကဘာဖြစ်လဲဒီရောပေါ်ကားကြောင့်ချိန်ရတန်ကြောင်းပေါ့နော် တန်ချောင်း၃ချောင်းရှိတယ်ပြီးရင်ဒါရောမကကျခုနခုန6ကိုသူကချက်ရင်နီလန်းဘယ်နှခုရမယ်လို့ဆရာပြောခဲ့တယ်နော်ဒီမှာဆရာတန်ချောင်းဘယ်နှချောင်းပြောဆိုတန်ချောင်းဟာခုနချောင်းရှိတယ်ရောပုံကားကြလည်းခုနပုံရှိတယ်နော်ပြီးတော့တန်ချောင်းတစ်ချောင်းကရောပုံအော်လီဝမ်ပစ်ချာတပုံပဲချိန်နိုင်ဒါဆိုရင်မတူညီတဲ့နီလန်းအနေနဲ့နီလန်းဘယ်နှမျိုးရမလဲလို့ဆရာတို့မေးတယ်အဲ့ဒါဆိုဆရာဘယ်လိုလုပ်ပြောင်းမလဲ ပရမတ်တန်ကြောင့်ဆိုခုနဘောလုံးချိန်နိုင်တယ်။တပြန်နဲ့တည်းတစ်ခုပြီးတစ်ခုဇာတိုက်ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဒုတိယတန်ကြောင့်ဆက်သွားရင်ဒါဂျာမာမာတီပလီကေးရှင်းပရင်ဆိုရမြောက်။အဲ့တော့ပရမတ်တန်ကြောင့်ခုနချောင်းရမယ်။ခုနချောင်းမှာခုနဘောလုံးချိန်နိုင်တယ်။ဒုတိယတန်ကြောင့်မှတည်းအရှိမသဘုံချိန်ပွားဆိုတော့၆ပုံပဲ။တတိယတန်ကြောင့်၅ပုံ၊သရုပ်သား၄ပုံ၊အစကြည့်ပြီး၃ပုံ၊၂ပုံနောက်ဆုံးပဲဒီတော့ဆိုတော့တဘုံဤတော့ ဲ့ဒါဆရာတော်မြောက်လိုက်ဒါသူရဲ့ပါရမယ် number of different way ပေါ့နော်မီလန်စုစုပေါင်းအရေးတော့ဆရာတော်ရမယ်ဒီနည်းပြရင်ဒါကကြတော့ဘာပရင်ဆိုတာသုံးပြီးတွက်လိုက်ရင် multiplication principle ဆိုတာသုံးပြီးတော့ဒါတို့တွက်ခဲ့တာပေါ့နော်အခုကဆရာတော်ကဒါဆရာတော် multiplication principle ရပြောလို့ရှိရင်ဒါမျိုးလေးရပါတော့7 into 10 into 5 into ဘာလို့ doing to do လို့ဟာပေါ့အဲအဲ့ဒါမြောင်းလိုက်သူရဲ့နီလန်စုစုဝါကြီးတော့ဆရာတို့ရမယ်ဆိုပြီးဒါတိခဲ့ပြီးသားဖြစ်တယ်ပေါ့အဲ့တော့ဒီမှာဆရာတို့ပြောမှာကဒါကိုဆရာတို့ကဘယ်လိုရေးလို့ရလဲဆိုတော့ဒီလိုရေးလို့ရတယ် 7th factory ရယ်လို့ခေါ်တယ်သူနော်အဲ့တော့ 7th factory ရယ်ဆိုတာဘာလဲပေါ့ဒဏ္ဍာန်ပါသူကကိန်းကနန်းနေပဲ is the product ဆိုတော့ဘာလို့လာလဲမြောက်လက်တယ်နော်ဘာတွေမြောက်လာလဲ first 7 positive integer ပထမဦးဆုံးအပေါင်းကင်းပြေးဘယ်နှလုံးခုနှစ်လုံးမြောက်တာဒါပထမဆုံးအပေါင်းကင်းပြေးဘယ်နှလုံးမြောက်တာလဲခုနှစ်လုံးကိုမြောက်တာဒါကြောင့်မို့သူ့ဆရာတော့ဘာလို့ခေါ်လဲ7ဖတ်တူရီလို့ခေါ်တယ်ဟဲ့အကိအဖော်ဖတ်တူရီဆိုရင်ပထမအပေါင်းကင်းပြေးလေးလုံးမြောက်တာပေါ့သဘောအဲ့ဒါဆိုဘယ်ရဆောက်မလဲ4ဆောက်ပြီးတော့4 3 2 1ဆိုပြီးဆရာတော့တွားလိုက်အဲကဲ2ဖတ်တူရီရဲ့ပဲဆိုရင်တော့2 into 1ဆိုပြီးဆရာတော့တွားလိုက်နော်အဲ့လိုမျိုးလေးဆရာတော့ရေးလို့ရတယ် ဖတ်ရင်တော့ factorial ဆိုပြီးဆရာတို့ဖတ်တယ်သူ factorial notation လို့ခေါ်တော့ဗောနော်ဒီဒီဒီတင်ကြတာလေးဒါအောင်ဆရာတို့ calculator မှာလည်းနှိပ်လို့ရတယ်သူရဲ့ general ဆရာတို့ပြောလို့ရှိရင် and factorial factorial m နှစ်မျိုးဖတ်လို့ရတယ်သူရဲ့ stanford ဆိုတာအဓိပ္ပာယ်ရှိတာဗောနော်အဓိပ္ပာယ်ကဘယ်လိုအဓိပ္ပာယ်လဲ product မြောက်လက်ဘာတွေမြောက်ပရမဂိမ်းပြဘယ်နှလုံး အန်လုံးမြောက်လက်ကိုဒါလို့ဘာလို့ခေါ်လဲအန်ဖတူရီယယ်လို့ခေါ်တယ်သူရှားတော့ယင်ရင်ရှားဘယ်အားစမြောက်အန်ကအန်ဖတူရီယယ်ဆိုဘယ်အားစမြောက်မယ်အန်ကစမြောက်ပြီးရင်တဖြည်းဖြည်းဘာဖြစ်အောင်တိတူအောင်လားတိရောက်အောင်လားတိရောက်ရောက်ပြီးနောက်ဆုံးဘာမှဆောင်းရမယ်1မှဆောင်းအောင်နော်ခဏလိုပါလေ7ဖတူရီယယ်ဆိုဘယ်အားစမြောက်7အားစားမြောက်တဖြည်းဖြည်းတိရောက်အောင်နောက်ဆုံးပုံမှာဆုံးလို့ရင်1မှာဆုံးတယ်အခု Anfaduria ဆိုတဲ့တဲ့ပြရလဲဘယ်အားစားမြောက်မယ် အန်ကားစားမြောက်တပြေးပြေးတိရောပြီးနောက်ဆုံးပမာဆုံးမယ်ဝမ်းမှာဆုံးရင်အဲ့ဒါကိုဘာဖတ်တူပြောလို့ခေါ်လို့တင်အန်ဖတ်တူရဲ့လို့ကြာတော့ခေါ်အဲ့ဒီမှာကန်တက်ကြတော့ရှိတယ်ဒီအန်ကားဗာပြမယ် positive integer ပြဟုတ်မလားနောက်တစ်ချက် zero factorial ဆိုကြာတော့ဘယ်လောက်လို့ပဲသတ်မှတ်မလဲ1လို့ပဲဆရာတို့သတ်မှတ်ဒီလို factorial ကြာတော့ဘာလို့သတ်မှတ်မလဲ1ပါနော်အဲ့ဒါပရမအောင်ဆုံးဒါအပေါင်းကိပြည့် တုံညလုံးများလဲဆိုရင်ဂျာတော့ဒါဘလောက်လို့ပဲယူလိုက်သိရင်ဒါ1လို့ပဲဂျာတော့ယူရမယ်ဒီမှာဂျာတော့ပြောပြီးအန်ဖတူရီယယ်ဆိုရင်ဘယ်အစားမြောက်မယ်အန်ငါးစားမြောက်မယ်တစ်တူမလားတစ်ယောက်မလားတေယောယောယောပြီးနောက်ဆုံးဘယ်မှာဆုံးမယ်1မှာဆုံးမယ်0ဖတူရီယယ်ဂျာတော့ဂျာဘလောက်လို့ပဲသတ်မှတ်မယ်1လို့သတ်မှတ် အဲ့တော့နောက်တစ်မျိုးကျတော့ပြောင်းပြီးရေးလိုက်ရသေးတယ်ဒါနောက်တစ်နည်းပေါ့နော်အန်ဖတူရီယယ်ကိုဖတူရီယယ်နဲ့ပဲပြန်ဆုံးပြီးတော့ရေးလို့ရတယ်အဲ့တော့ဘယ်လိုရေးလိုက်ရမလဲအန်ဖတူရီယယ်ဆိုဘယ်ဟာစားမြောက်မယ်လို့သိတာလဲအန်ကစားမြောက်ပြီးရင်တစ်တိုးမှာလားတစ်ယောက်မှာလားတစ်ယောက်ဒါဆိုရင်အန်ပြီးရင်ဘာလာမလဲအန်1လာမယ်ပြီးရင်ဆရာကပြောပြီးတော့တကယ်တမ်းဘာမှဆုံးအောင်မှာဝမ်းမှာဆုံးအောင်အန်ကစားမြောက်ဝမ်းမှာဆုံးအောင်ဒါမဲ့ तू ကဝမ်းမှာမဆုံးသေးဘူးဘာမှပဲဆုံးတာလဲ အမိုင်းနဲ့ဝမ်းမှာပဲစုံနိုင်ရင်တော့ဘာထည့်ပြရမသိရင်အနောက်ကနေဖတူရီယယ်လေးထည့်ပြရအောင်ဟုတ်မယ်နော်အဲ့တော့ဘာထပ်ပြောင်းပြီးရေးလိုက်ရသေးတယ်အန်ဖတူရီယယ်ဆိုတာဘယ်အစားမြောက်မယ်အန်ကစားမြောက်မယ်ပြီးရင်လာမဲ့ကိန်းတွေကတိတူမှာလားတိရောက်မှာလားတိရောက်အဲ့တော့အန်ပြီးရင်ပါလာမယ်တိရောက်လို့ဆိုတာတိတော့အမိုင်းနဲ့ဆိုတာပြီးရင်ထပ်လာမသိရင်အမိုင်းနဲ့2တကယ်တမ်းစုံတာအမိုင်းနဲ့2မှာလားဘာမှစုံမှာ 1မှာစောင်းရမယ်အခုမစောင်းသေးရင်ဗာထည့်ပေးရမယ်ပက်တူရီယာထည့်ရဘယ်လိုမရေးချင်သူထပ်ပြောင်းရေးချင်သေးတယ်အန်ကားစားမြောက်မယ်တိရော့မဆိုတော့ m minus 1 m minus 2 m minus 3မှာဆရာရက်လိုက်ရင်လည်းအနားဗာထည့်ပေးရအောင်ပက်တူရီယာလေးထည့်ပေးရအောင်ဒါဆရာသဘောပေါက်အဲ့တော့အဲ့ဒါကိုဆရာတို့ကအကိနားလေးအောင်ပြောလို့ရှိရင် forfeiture ကိုရေးလို့ရတယ်လို့ပေါ့နော် forfeiture ဆိုတာ for ကစားမြောက်တယ် ဘာမှဆောင်းမှာလဲ1မှာဆောင်းတာ4 3 2 1အဲ့လိုမရေးဘူးဖောကစမြောက်တယ်ဒီ3 1ကဘာနဲ့3 2 1ကဘာအပြစ်ပြန်ပြောင်းမရေးလို့ရ3ကစမြောက်မှာ1မှာဆောင်းမှာလေဘလောက်ဖတ်သူရေ3ဖတ်သူရေအပြစ်ပြန်ပြောင်းလို့ရေးလို့မရအောင်လားဒါဆိုရင်4ဖတ်သူရေဆိုတာဘယ်လိုလဲရေးလို့ရလဲ4 2 3ဖတ်သူရီယာလို့လည်းရေးလို့ရတယ်။အဲ့လိုမရေးချင်ဘူး။4 3မှာဆရာတို့မျှဝါတယ်။ဒီ2 1ဆိုတာဘာလို့ရေးလို့ရလဲ ။နောက်ဆိုရင်4 3 into ဘလားလို့လည်းရေးရတယ်။2 factor ရလို့လည်းရေးလို့ရတာ။ကိုကြိုက်သလိုကိုရေးခွင့်ရှိတယ်လို့ပြောတာ။ဥပမာကဟို10 factor ရကိုဇာတော့တိတာပြီးသားမူရင်းဆိုရင်တော့အကောင်လုံးချရင်တော့ဘယ်အစားမြောက်ရလဲ။10ကစားမြောက်တယ်။တစ်ကျော့ပါတယ်ဟလား7 6 5 4 3 2 1မှာဆုံးတယ်ဒါပုံတွေပဲတန်းကားစားမြောက်တပြေပြေဘလောက်ရော့ပါတိရော့ပါဘမဆုံးရမယ်ဝါမဆုံးခဲ့ရအဲ့ဒါတန်းဖတ်သူတွေ အဲအဲ့လိုမျိုးဆရာတော့မရေချိုခဏဆရာပြောသလိုကိုကဟိုပုတ်စာရဲ့သဘောတရားရပါတော့ तू ပုတ်စာမှာ तू က5 4 3ရဲ့လုံးနေတယ်အဲဒါဆိုရင်ဒီကနေ့ဆရာတော့5 4 3ဖြစ်အောင်ပြောင်းလို့မရအောင်လားဘယ်လိုပြောင်းမလဲဘယ်ဟာစအောင်မလဲတန်းကစမယ်တန်း9 8 7 6ပြီးရင်ဆရာဘာလုပ်လိုက်လဲ5ကနေ 1D ဘာဖြစ်ပြောင်းလဲ5မှာရက်ပြီးတော့ဘာထည့်လိုက် factorial လေးထည့်လိုက်ဒါ5 factorial ဆိုတာပေါ်လာပြီဒါဆိုကြံတဲ့အပိုင်းမှာရှိနေတဲ့5 factorial နဲ့ရှင်းလို့ဆရာတို့ရပါပြီ တဘွားကကလိုလိုပြောင်းလို့ရတာပေါ့အကဲမော်ကွာ8 factory ကိုလိုချင်တဲ့ဒီ10 factory ကဒါဆိုဘယ်လိုသွားလိုက်မလဲ tan 9 8ရအောင်ပါလို့မယ်ရလိုက်အနောက်နေပါထည့်ပြရမယ် factory လေးထည့်ပြရဒါကဒါနဲ့ဒီဘွားကလည်းတူလားမတူဘူးလားတူတူပဲရှင်းရင်တူတူပဲလေနောက်ဆုံးရှင်းရင်ဒီပြွေးထားအောင်ဒါပေမဲ့ရေးနီးကိုကြိုက်သလိုကိုရေးလို့ရတယ်ဥမာဆရာတော်က7 factory ရဲ့ပါဝင်သောပုံစံနဲ့လိုချင်လို့ဆိုဘယ်လိုလုပ်မလဲဘယ်ရစားမြောက် တန်ကစားမြောက်ပြီးတိတိုးမှာလားတိရောက်မှာလားအဲ့တော့တန်9 8 7 4 3ရဲ့လိုချင်တော့မို့7မှာရလိုက်အနောက်ဘာထဲလိုက်ရပြီဘတူရီရဲ့လေးထဲလိုက်ရဒါအောင်ဆရာတော့သဘောပေါက်နော်အဲ့တော့ပြန်ပြောလို့ရှိရင် and faduria ဆိုတဲ့အဓိပ္ပာယ်ကဘာဖြစ်လဲပထမဦးဆုံးအပေါင်းကိန်းပြေဘဏ္ဍလုံးအန်လုံးရဲ့မြောက်လက်မြောက်ရဲဆိုရင်ခဏပြောသလိုပဲ and faduria ဆိုဘယ်ကစမြောက် အံငါစားမြောက်မယ်ပြီးရင်တစ်တို့မှလားတစ်ရောက်ရမှာလားတစ်ရောက်ရဲဆိုတာတစ်နှုတ်လိုက်သွားရမယ်နောက်ဆုံးပုံမှာဆုံးမယ်ဝမ်းမှာဆုံးမယ်ဒါကြောင့်မို့သူအောက်မှာရေးပြရတာလေအန်ဖတူရီယာဆိုတာအံငါစားမြောက်တယ်ပြီးရင်တစ်ရောက်ပြီးမြောက်မှာဆိုတာအမိုင်းနဲ့ဆိုအမိုင်းနဲ့သူအန်ဆုံးနောက်ဆုံးဝမ်းမှာဆုံးမယ်ပြီးရင်ဇီရိုဖတူရီယာဆိုဆရာတို့ဘလားလို့သတ်မှတ်မလဲဝမ်းလို့သတ်မှတ်ဒါလေးဆရာတို့သိရအောင်အခုဆရာပြောတဲ့ မူရင်းတစ်ခုခုဖက်တူရီတစ်ခုခုဆရာတို့ကြိုက်သလိုလိုသလိုပုံစံနဲ့ပြောင်းရေးလို့ရမယ်ဆိုတာကိုလည်းသဘောပေါက်အောင်ဒါဒီတိမဆရာတို့ကအီဖက်တူရီရဲ့ပတ်သက်တဲ့သွက်စာတွေတော့မှာပေါ့နော်အိဇဘယ်ဆစ်မှာဒါဒီတွက်ခိုင်းတာပေါ့နော်အဲ့တော့ဆရာခဏပြောခဲ့သလိုပဲဒီမှာအောက်မှာ4ဖက်တူရီရဲ့3ဖက်တူရီရဲ့ရှိတယ်အပေါ်မှာ7ဖက်တူရီရဲ့ခဏပြောသလို7ဖက်တူရီရဲ့ကိုဘာပါဝင်တော့ပုံစံပြောင်းပြောင်းလို့ရမယ် 4 Factory ရဲ့ပါဝင်သောပုံစံပြောင်းပြောင်းလဲရတယ်ဘယ်လိုပြောင်းမလဲ7 Factory ရဲ့ဆိုတာဘယ်ဟာစားမြောက်7ဟာစားမြောက်ပြီးရင်တစ်တူရမှာလားတည်ရော့မှာလားတည်ရော့ရော့ရော့ပြီးတော့4ရောင်ရက်လိုက်အနားနေပါကတ်ပြလိုက်မယ် Factory ရဲ့လေးဆရာတို့ကတ်ပြလိုက်ရအောင်အဲ့ဆိုရင်ဒီ4 Factory ရဲ့ကအောက်က4 Factory ရဲ့နဲ့ကြည့်သွားမယ်ပြီးရင်3 Factory ရဲ့ဆိုတာ3ဟာစားမြောက်တည်ရော့မယ်ပမာဆုံးမယ်1မှာဆုံးမယ်အဲအဲ့ဒါကိုဆရာတို့ရှင်းလိုက်တာ1 3 4ပေါ့နော်မြားလာတော့သူပြည် 35ဆိုပြီးရတကယ်တမ်းတော့ဒါကိုကုသတန်းနေ DB တန်းထွက်တာပဲဒါပေမဲ့ तू ကတော့ကာနာပြည့်တဲ့သူကြောင့်ဂျာအဆင့်တော့ဆရာတို့ရေးပြရမယ်အဲ့တော့ကယ်ကူလေတာနှိပ်လို့ရှိရင်ဘယ်လိုနှိပ်လို့သိရင်ဒီနားလေးမှာပဲလေဒီမှာဒါလေးကိုကြောင်းနေအောင်အဲ့တော့6ခံပြီးနှိပ်အောင်ဥပမာ7ပတ်သူရနေချင်း shift အရင်နှိပ်ပြီးရင်ဒါလေးနှိပ်လိုက်တန်းပေါ်မှာ minus 1ဆိုတာလေးနှိပ်လိုက်ဒါလေးဒါလေးပြီးအားမှာက 4 Paduria 3 Paduria ပါเนาะအဲအဲ့ဒါလေးရှားနေလိုက်အောင်ကြာအမြောက်ခံရလိမ့်မယ်ဟုတ်ကဲ့သူ့လိုတော့မရအောင်အဲဘလောက်မလဲ35ဆိုလို့ရှားရအောင်အမြောက်တော့ခံမရမှာเนาะရမှာเนาะ shift တန်ပေါ့ minus ဆောင်ဆိုတာနှိမ့်လိုက်ရအောင်เนาะနှိမ့်ပြပါ shift တန်ပေါ့ minus ဆောင်ဆိုတာနှိမ့်လိုက်ရပြီနံပါတ်ပြီမှာ နံပါတ်3မှာလဲဆရာတော်ကဘာလောက်ရလဲဆိုတော့ဒီအပေါ်မှာပဲယဉ်ကြည့်လိုက်အောက်မှာ forfeit တူရီရရှိတယ်ဆိုတော့ forfeit တူရီရကိုကြည့်အောင်လုပ်ပါဘောနော်ဒါဆိုရင် safe တူရီရကိုလည်း forfeit တူရီရပါဝင်သောပုံစံဖြစ်အောင်ပြောင်းမယ် private တူရီရကိုလည်း forfeit တူရီရပါဝင်သောပုံစံဖြစ်အောင်ပြောင်းအဲ့ဒါ safe တူရီရကိုဘယ်လိုပြောင်းမလဲဘယ်အစားမြောက်မလဲစေကစားမြောက်မလဲတစ်တူမှာလားတိရောမှာလားတိရောမယ် safe 5 4လိုချင်တာ forfeit တူရီရလိုက်တော့ for now ဘာကတ်လိုက်ရပြီ factorial တွေကြီးကတ်လိုက်ရအောင်အဲ့လိုပြောင်းရင်လို့ရတယ်5 factorial ဆိုတာဘယ်လိုရဘယ်လိုရေးလို့ရလဲ5 into 4 factorial လို့ပြောင်းရင်လို့ရတယ်နော်ဇာတော့နောက်ဆုံး1မှာဆုံးအောင်ပါလေမဆုံးခင်စက်ကြမှာရက်ခဲ့လို့ရှိရင်ဘာကတ်ပြရမသိ factorial ကတ်ပြရမယ်လို့ဇာသဘောပေါက်အောင်နော်အဲ့တော့ဇာဒီမှာပြောင်းလိုက်ပြီး3ခုစလုံးမှာဘာပါလဲ factorial ပါတယ်အဲ factorial ဘုံတော့လိုက်လို့လည်းရတယ်နော်ဘုံတော့လိုက်ရင်ဇာအာနဲ့ပေါ်နဲ့ကြည်သွားပြီးတော့ဒါကိုရှင်းလိုက်လို့ရင်လည်း အစ်မ7ဒီမှာပြီးတဲ့အပိုင်းကိုဘာပုံစံပြန်ပြောင်းခိုင်းလဲဖတူရီယယ်ဖွန်ပုံစံပြန်ပြောင်းခိုင်းနော်ဖတူရီယယ်ဒီပဲဖြစ်အောင်အဲ့တော့ဆရာတို့ဘာလို့လိုက်လဲဆိုတော့ဒီမှာ11ဒီပဲရှိတော့1မှဆုံးမှဖတူရီယယ်ဖြစ်မှာမို့လို့ဘာနဲ့မျှော်လိုက်လဲတန်ဖတူရီယယ်နဲ့မျှော်လိုက်အပေါ်မျှော်ဘာလို့လဲမျှော်အောက်လည်းမျှော်မှာပေါ့အဲ့တော့အပေါ်အောက်ဆရာတို့ဘာနဲ့မျှော်လဲတန်ဖတူရီယယ်နဲ့မျှော် အဲ့တော့ဒါဆိုအပေါ်မှာဘယ်ရစပြီလဲတာတိကစရဲဒါတန်ဖတ်သူရဲဆိုတော့နောက်ဆုံး1မှာဆုံးပါလေအဲ့တော့တာတိကစရဲ1မှာဆုံးဆိုတော့ဒါဘာဖတ်သူရဲပြပြီတာတိဖတ်သူရဲပြပြီ3 2 1ကျတော့ဘလာဖတ်သူရဲ3ဖတ်သူရဲ into တန်ဖတ်သူရဲဆိုတော့ကျောင်းလိုချင်တဲ့အတိုင်းဘာပါဝင်တော့ပုံစံနဲ့ရပြီဖတ်သူရဲဒီဘက်ပါဝင်တဲ့ပုံစံဖြစ်တဲ့ဖတ်သူရဲဖုန်းရအောင်နော်ဟုတ်ဟုတ် assignment number 6 အဲ့တော့ဆရာဒီပေးထားတဲ့ပုံစံဘာပုံစံမျှော်ပြောင်းရတာလဲဒါနမိတ်အရင်ပြောလာပါတော့အဲ့တော့ဘယ်လိုလုပ်လိုက်မလဲဖတ်ဒရီယဖုန်းဖြစ်ကျင်တယ်အပေါ်ရောအောက်ဆရာတော့ဘာနဲ့များလိုက်ဟုတ်တယ်ဘာနဲ့များလိုက်မလဲတူဖတ်ဒူရီယနဲ့အပေါ်ရောအောက်ရောဘာလုပ်လိုက်မလဲမျှော်လိုက်မျှော်လိုက်ရင် အပေါ်ကတော့ဒါ one to two factory ရဲ့ဆိုတာ bluff factory ပဲရမယ် two factory ပဲရမယ်အောက်မှာက five ကစမယ်လी five ကနေဒီပြပြတိရောက်ပါတယ် two factory တွေသွားတာဆိုတော့ဒါ bar factory ရဲ့ပဲလေ five factory ရဲ့ပဲဒါကြောင့်ဘလာရမယ် two factory ရဲ့ပိုင်း five factory ရဲ့ပေါ့နံပါတ်ပြရဒါကိုတွက်ခိုင်းတယ်ဒီမှာလည်းအဲ့လိုပဲဆရာဘလို့ရင်ပြောင်းလိုက်လို့ရတယ် nine factory ရဲ့ကို eight factory ရဲ့ပါဝင်သောပုံစံမျိုးပြောင်းလို့မရဘူးလားပြောင်းခြင်း nine factory ရဲ့ဆိုတာဘယ်ကစမြောက် 9ငါစမြောက်လား9လူရေးလားပြီးရင်တိကျောက်မှုဆိုတော့ပါလာမယ်8ဆက်လျှော့လို့ရတယ်ဒါမှမလျှော့တော့ဘူးလေဆရာတော့အဲ့မှာပဲရမယ်ဒီမှာလဲ8 factorial ရရှိလို့ဒါရလိုက်ပြီဆိုဆရာအနောက်နေပါကတ်ပေးရမယ် factorial လေးကတ်ပေးရတယ်ဒါကြောင့်မို့9 factorial ဆိုတော့ဘာနဲ့တူလဲ9 into 8 factorial နော်ဒါဆိုဘာတူသွားပြီလေ8 factorial ချင်းတူသွားပြီအဲသူဆရာတော့ဘောင်းတော့ပြီးတော့9နဲ့28 82ပေါင်းလိုက်လို့ရှိရင်ဒါလိုချင်တယ်ဖြေရနော်8 factorial ကြတော့ ဘလောက်လဲဆိုတာကွန်ပျူတာမှာရှားနှိပ်လို့ရတယ်အဲတခါလဲရှားနှိပ်လို့ရတယ်100နဲ့ into 8 factorial ပေါ့နော် factorial ဆိုဒီတန်းပေါင်း minus ဆိုတာနေလိုက်အမှသူဖြစ်တခါလဲတန်းထောက်အဲ့တော့နံပါတ်7ဒီကခုညီအောင်တက်တိပြရိုင်းတာအဲ့တော့ဆရာတို့ဘာလို့ဆိုတော့ပိုင်းညီညီရမှာပေါ့တချမ်းကြီးကြီးမတွက်လဲဒီဘက်ချမ်းနဲ့ဟိုဘက်ချမ်းကိုပြအောင်ပြလဲရတယ်ဒါတော့ အဲဒီဘက်ခြံအရင်တော့မှာပါနော်ဒီမှာဆရာတော့ပိုင်းငယ်နေပြီဆိုတော့ပေါင်းလုံးလောက်လာလဲဆိုတော့ဘာလို့လိုက်မလဲပိုင်းကြီးကြီးလိုက်တဘောအကောင်လုံးဆရာ seven factory ရဲ့ပြင်အောင်ပြောင်းလို့ရတာမင်းအားလား seven factory ရဲ့ပြင်အောင်ပြောင်းခြင်းဒီ factory ရဲ့ five factory ရဲ့ကိုဘာနဲ့မျှအောင် seven factory ရဲ့ဖြစ်ခြင်းလေ seven factory ရဲ့ဆိုတာ seven ဒါစားမျှအောင်လေ965432လေး ဖတ်ဖို့တို့ဆိုတာ၅လေး၃နှစ်သိရှိနေပြီဒါလေအဲ့တော့ဗာနဲ့မြောက်6ဒီမှာ self five တို့ဆို5ကနေစား1နှစ်ရှိနေပြီဒါဆိုဗာနဲ့မြောက်6နဲ့ဆိုတော့ဘာလုံးမြောက်ဒါဆို तू က seven ဖတ်တို့မရအောင်လားအောက်မြောက်ပေါ်လဲမြောက်ဒါဆို six ဖတ်တို့ဆိုဗာနဲ့မြောက်လိုက်ရပြီ7နဲ့မြောက်လိုက်တာ7နဲ့6ဖတ်တို့ဆို7ဖတ်တို့ရတယ်တူတူပဲလေသူ့ကြတော့ဗာနဲ့မြောက်အောင်မယ်7နဲ့မြောက်အောင်မယ်အောက်လည်းမြောက်အောင်မယ် ပေါ်လဲမြောက်နောက်ကြားပိုင်းကြီးခါတယ်ပုံပိုင်းကြီးလည်းဘလောက်ပြပါပြီ7 factor ရေပြပါပြီ5 factor ရေကျတော့7 6နဲ့အောက်လဲမြောက်တယ်အပေါ်လဲမြောက်တယ်အဲ့တော့အပေါ်မှာရေးရတယ်7 factor ရေကျတော့7နဲ့မြောက်တော့မလို့အပေါ်မှာလည်း7ရေးရတယ်ဒါကိုကျောင်းရှင်းလိုက်တဲ့ခါမှာ9 6 4 40ရှင်းတဲ့ပါတော့ဘလောက်ရလဲ90ရတယ်ဒါဆိုလူချင်းနဲ့ရအောင်သိကြပါ